လောက်ချီပြီးတောင်းပန်လာတဲ့ဇန်ဝန်တန်းလေးပေါ့မြေတားရှိထားပြီးအခုလိုခုလုတ်ခဲ့လို့အများကြီးကျုခံနေရတဲ့ပိုးကြပြုခင်တို့ဇနီးမောင်နဲ့ပြည်သက်တွေလေးစားချစ်ခင်ရတဲ့တတိမကြီးပိုးကြပြုခင်ကိုမှမလုတဲ့နဲ့လောက်ရဲ့ကြေလုတ်ခဲ့တာကြောင့်လောက်ချီပြီးတောင်းပန်လာခင်ရတာကတော့သူတို့ရဲ့ဇန်ဝန်တန်းကောင်းလေးတယောက်ပါရှင်ဒီကောင်းလေးကဆိုင်မှာအလောလောလာကြပြီးဖြစ်ပေမဲ့ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ဆိုင်ကစီကဲတွေကိုမလိုက်နာပဲကိစ္စတစ်ခုကိုလုံးမိသွားခဲ့တာဖြစ်ပါတယ်ဒီအပေါ်မှာမင်းသမီးပိုးကြပြုခင်ကတေချာနားလဲအောင်ရှင်းပြခဲ့ပေမဲ့ဝန်ထမ်းကောင်းလေးရဲ့အစစ်မပြေတဲ့စကားတွေကြောင့်တတိကြီးအကိုထွန်းကတော့အယမ်းစိတ်တူသွားခဲ့ပါ ါတယ်။ဒါကြောင့်အကိုထွန်းအနေနဲ့လည်းလက်ပါမိသွားပြီးတော့ပြဿနာတွေကပိုပြီးတော့ကြီးထွားလာခဲ့ရတာဖြစ်ပါတယ်။ဒါကိုဆိုင်ကဝန်ကြမ်းကောင်တွေကလုံးဝလက်မခံမဲဆိုရှယ်မီဒီယာမှာပြောစင်တာတွေပြောပြီးတော့ပြဿနာပိုကြီးအောင်လုပ်ခဲ့တာကြောင့်အကိုထွန်းကတရားစွဲမယ်ဆိုပြီးတော့လှုပ်ဆောင်ခဲ့ပါတော့တယ်။ဒီလိုနဲ့ပဲသူတို့ရဲ့တဖြည်းဖြည်းပိုကြီးလာတဲ့ပြဿနာကအခုချိန်မှာတော့ဘိုးချပြုခရင်ခုလုံးမှုတွေကြောင့်အကုန်လုံးအဆင်ပြေသွားပြီလို့ဆိုရပါမယ်။အကိုထွန်းနဲ့ဆက်ပြီးတော့ညှိနှိုင်းနေရင်တော့အဆင်ပြေမှာမဟုတ်ပဲဘိုးချပြုခင်ကမေတ္တာရှည်ထားပြီးတော့ခုလုပ်ပေးခဲ့တာကြောင့်တော့အဆက်ဆက်အရာအဆင်ပြေသွားခဲ့ရတာဖြစ်ပါတယ်။အခုဆိုရင်တော့မင်းသမီးပိုးချပြုခင်က စံဝန်ကျန်းကောင်လေးကိုခွေယူတွေးဆုံပြီးတော့ကျောင်းမန်းနာကိုလက်လက်ခံခဲ့ပြီးအရာအလုံးကိုခွလွတ်ပေးခဲ့ပြီးဖြစ်တဲ့အကြောင်းပြပြလာခဲ့ပါတယ်။ဒီကောင်လေးကဆိုင်မှာချမှတ်ထားတဲ့စီကန်းကိုမလိုက်နာခဲ့တာကတော့အမှန်ပါရှင်။စံဝန်ကျန်းတွေအနေနဲ့ပူဇော်ပြခဲ့လို့မိသားစုရဲ့ပုံရိပ်ကြီးကိုဆိုရှယ်မီဒီယာမှာတင်ပန်းကမရှိဘူးဆိုတော့အရင်ကတည်းကချမှတ်ထားတဲ့စီကန်းတစ်ခုပါ။ဒါကိုဒီကောင်လေးကလိုက်နာခြင်းမရှိပဲပူဇော်ပြခဲ့တဲ့အကိုချွန်းတို့ရဲ့တမိငယ်လေးဖူဖူရဲ့ပုံရိပ်ကြီးကိုလိုင်းပေါ်မှာတင်ပြီးတော့ဖြန့်ခဲ့တာဖြစ်ပါတယ်။သူကတော့အပြောသဘောနဲ့ TikTok ဆော့ပြီးတော့တင်လိုက်တာဆိုပေမဲ့စီကန်းတွေကိုမလိုက်နာတာကြောင့်ပူဇော်ပြခင်ကချက်ချင်းပြ ြန်ဖြုတ်ခိုင်းခဲ့ပါတယ်။ဒါကိုဒီတိုင်းမဖြစ်ဘဲဗဇက်ကနေမကျင်းတဲ့ကြောင်းနဲ့ရှောက်ရောနေခဲ့တာကြောင့်အကိုထွန်းကတော့တိမခံနိုင်မဲနဲ့လက်ပါသွားမိတာပါ။ဒီလိုမဖြစ်တဲ့ကိစ္စလေးတခုကနေပြဿနာကြီးသွားခဲ့ရတဲ့အပေါ်အကိုထွန်းကတော့ယောက်ျားတစ်ယောက်ဖြစ်တာကြောင့်ဒေါသရှိထားပြီးတော့တရားစွဲမယ်လို့တောင်းဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့မင်းသမီးပိုးချပြုခင်ကတော့သူတို့တွေကလုပ်ငန်းအကြီးကြီးတွေကိုလုံဆောင်နေကြတဲ့တတိယဖြစ်တာကြောင့်ဒီလိုပြဿနာလေးတခုနဲ့ချက်ပြီးတော့ဇလမ်းမရှုပ်ဖို့အကိုထွန်းကိုဖြောင်းဖြားပေးခဲ့ပါတယ်။ ဝန်တန်လေးရဲ့အနေနဲ့အမားခဲ့တဲ့ဆိုပေမဲ့သူတို့ကပဲနားလိုက်ခုတ်လို့ပြဖို့ဗိုလ်ချပြခွင့်ကတောင်းဆိုခဲ့ပြီးတဲ့နောက်ပိုင်းအကိုချွန်းကလည်းတရားစွဲဆိုဖို့မလုပ်ကြဘူးလို့ဆုံးဖြတ်ခဲ့ပါတယ်။အကိုချွန်းအနေနဲ့သားသမီးနဲ့ပတ်သက်ပြီးဒေါသကြီးသွားတာဆိုပေမဲ့ဇနီးတန်လေးရဲ့စကားကိုနားထောင်ပြီးတော့အခုလိုပြေးလည်ဖို့ရွေးချယ်ခဲ့တာကတော့တကယ်ကိုချီးကျူးစရာပါပဲ။အကိုချွန်းကကြံတဲ့အရာတွေအကုန်လုံးကိုသိခံနိုင်ပေမဲ့သူမိသားစုနဲ့ပတ်သက်ပြီးမဟုတ်မမှန်ဝေဖန်ပြောဆိုရတာတွေလိုင်းပေါ်မှာပုံနေရှောက်ဖြန်တာတွေကိုတော့လုံးဝသိခံပေးနိုင်မှာမဟုတ်ပါဘူး။အခုတော့သဘောထားကြည့်တဲ့မင်းသမီးလေးပိုးချပြခွင့်ရတောင်းဆိုမှုတွေကြောင့်ဝန်ထမ်းကောင်းလေးလည်းတရားစွဲခံရမယ့်အရေး ီးကနေလွတ်မြောက်သွားခဲ့ပါပြီ။မဟုတ်ရင်တော့သူ့လိုမျိုးအခြေအနေနဲ့တရားရင်ဆိုင်ရရင်တော့အဆင်ပြေမှာမဟုတ်ပဲပိုဆိုးသွားဖို့ပဲရှိပါတယ်။ဒါကိုသိတဲ့အတွက်လဲဝန်ထမ်းကောင်လေးကပိုချပြုခွင့်တို့မိသားစုတစ်ခုလုံးကိုတရားဝင်ပြန်လည်ပြီးတော့တောင်းပန်ခဲ့ပါတယ်။သူရဲ့တောင်းပန်မှုကိုပိုချပြုခွင့်နဲ့အကိုထွန်းတို့ကလည်းလက်ခံပြီးတော့ကုလပေးခဲ့တာကြောင့်အဆက်ဆက်အရအဆင်ပြေသွားကြပြီဖြစ်ပါတယ်နော်။ပိုချပြုခွင့်ဆိုတာကတကယ်ကိုစိတ်သွေးထားကောင်းမွန်ပြီးတော့အလူတန်းရရောသလိုစေတနာမေတ္တာကြီးမားတဲ့တတိမကြီးတယောက်ဖြစ်ပါတယ်။ အရင်ကသူတို့ဆိုင်ကဝန်ထမ်းကောင်မလေးတယောက်ဆိုင်ကရတနာပစ္စည်းတွေကိုခိုးယူပြီးတော့ထွက်ပြေးသွားတဲ့အပေါ်မှာလည်းတရားစွဲဆိုတာမျိုးမရှိဘဲပြည်လည်အောင်လို့ညှိနှိုင်းပေးခဲ့ပါတယ်။ဒီလိုစိတ်သဘောထားကောင်မီမြေတားရှိထားတဲ့လုံရက်လေးတွေကြောင်းပြည်သူတွေကလည်းပူးကြပြီးခင်တို့မိသားစုကိုပို့ချင်လာကြပြီးတော့စီးပွားရေးတွေလည်းပုံမှန်တိုးတက်လာခဲ့တာဖြစ်ပါတယ်။လိုင်းပေါ်မှာပြဿနာရှာနေတဲ့ဆန်ဝန်တန်းကောင်းလေးနဲ့တရားစွဲဆိုတာမျိုးမလုပ်တော့ဘဲအကုန်ခွလွတ်ပေးလိုက်ပါပြီဆိုတော့မင်းသမီးပိုးချပြုခင်းနဲ့အကိုကျွန်းတို့ရဲ့ဆုံးဖြတ်ချက်ပေါ်ပြည်သက်ကြီးတို့ရောဘယ်လိုမျိုးများထင်မြင်မိကြပါလဲရှင်။